အားလုံးပဲမင်္ဂလာပါခင်ဗျာဒါကတော့ကြာစာပရိနေတရက်စာအတွက်ဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုမကြော်ဘဲနဲ့အစာအဆုံးတေချာလေးကြည့်ပေးပါခင်ဗျာ နေ့စဉ်ဘဝရဲ့တာမန်ရတရက်မှာသင်ဟာလူဘဏ္ဍယောက်ကိုအကဲဖြတ်ဆုံးဖြတ်မိပါသလဲကာမောင်ရင်နဲ့တင့်ရှိကနေမစင်မချင်းကြော်သွားတတ်တဲ့ကာသမာကိုစီကံမရှိတဲ့လူလို့စိတ်ထဲကပြောလိုက်မိတာမျိုး ။ကုံဆုံဆိုင်မှာဈေးဝယ်လာရင်မျက်နှာကျော်တင်းနေတဲ့အယောင်းဝင်တန်းကို အကျော်တင်းတဲ့လူလို့သတ်မှတ်လိုက်တာမျိုး။ကျွန်တော်တို့တွေဟာမြင်နေရတဲ့အပြုအမူတခုစကားတခုကို ကြည့်ပြီးတော့သူတို့ဘလို့လူစားလဲဆိုတာကို စိတ်နဲ့အလွယ်တကူကောက်ချက်ခြားတတ်ကြပါတယ်။ဒါပေမဲ့အဲ့ဒီအပြုမှုတွေရဲ့နောက်ွယ်မှာသူတို့ရင်ဆိုင်နေရတဲ့ဘလူဇလန်တွေ ရှိနေနိုင်မလဲဆိုတာကိုတော့ကျွန်တော်တို့တွေမတွေးမိခဲ့ကြပါဘူး။ ဒီနေ့ကျွန်တော်ပြောပြမယ့်ဇလံလေးကတော့အဲ့ဒီသင်မမြင်နိုင်တဲ့မျက်နှာပုံအကြောင်းပဲဖြစ်ပါတယ်ဇလံလေးရဲ့အဓိကဇက်ကောင်ကတော့မောင်မင်းသူဆိုတဲ့လူငယ်လေးတစ်ယောက်ပါသူဟာရုံးကအပြန်မိုးအေးအေးနဲ့ညနေခင်းတခုမှလက်ဖက်ရည်ဆိုင်လေးတစ်ဆိုင်တည်းကိုဝင်တိုင်လိုက်ပါတယ်။တနေ့တာလုံးရဲ့ပင်ပန်းနွမ်းနဲ့မှုတွေနဲ့အတူ သူဟာလက်ဖဲရည်ပူပူလေးတစ်ခွက်ကို အာဘာတရမောတော်ရင်နဲ့ဆိုင်ထဲကလူတွေကို အမတ်မထည်လိုက်ကြည့်နေမိပါတယ်။အဲ့ဒီချိန်မှာပဲ သူ့ရဲ့ဘေးနာကတပွဲဝိုင်းကို အသက်90အရွယ်လောက်ရှိတဲ့ဦးလေးကြီးတယောက်ကလာထိုင်လိုက်ပါတယ်။သူ့ရဲ့အဝတ်အစားတွေကနွမ်းနေနေပြီးတော့မျက်နာကလည်းတင်းမာနေပုံပါပဲ။သူရောက်လာတော့ဆိုင်ကသပွဲတို့ကောင်လေးတယောက်ကတော့ရင်းနှွေးချမ်းလာချပေးပါတယ်။ ဘာသုံးဆောင်မလဲခင်ဗျာလို့ကောင်လေးကမေးလိုက်တဲ့အခါမှာတော့ဦးလေးကြီးကတော့ဘာမှပြန်မပြောဘဲနဲ့မီနူးစာအုပ်ကိုဆက်ခနဲဆွဲယူပြီးတော့ကြည့်နေလိုက်ပါတယ်ခဏအကြာမှာတော့ပေါင်ပေါင်မီးကင်တစ်ချက်ပဲလို့အတန်မာမာနဲ့ပြောလိုက်ပါတယ်သူ့အတန်ကအကျယ်ပြီးတော့အမိန်ပေးတယ်လို့ဖြစ်နေတာကြောင့်မောင်မင်းသူတော်လှဲကြည့်မိသွားပါတယ်အမင်းသူစိတ်ထဲမှာတော့ဒီဦးလေးကြီးကလည်းကွာခလေးကိုအာနာပြနေလိုက်တာ လူကိုလူလို့မစစ်စံတတ်ဘူးလားလို့တွေးမိလိုက်ပါတယ်တိတ်မကြပါဘူးပေါင်းပေါင်းမိခင်ရောက်လာတဲ့အခါမှာလဲဦးလေးကြီးကဘာလို့ဒီလောက်ကြာနေရတာလဲဆိုပြီးတော့ကောင်လေးကိုအော်ငေါက်လိုက်ပြန်တယ်ကောင်လေးကလည်းမျက်နှာငယ်လေးနဲ့တောင်းပန်ပါတယ်ခင်ဗျာလို့ပြောပြီးတော့အမြန်ပြန်ထွက်သွားပါတယ်။ဒီမြင်ဝင်ကိုကြည့်နေတဲ့မောင်မင်းသူရဲ့စိတ်ထဲမှာတော့ဦးလေးကြီးအပေါ်မှာအထင်သေးတဲ့စိတ်တွေမကျေနပ်တဲ့စိတ်တွေနဲ့ပြင်းနေသွားပါတယ်။ လောကကြီးမှာဒီလိုလူတွေရှိနေလို့စိတ်ညစ်ဖို့ကောင်းတာလို့သူတယောက်တည်းကြိတ်ပြီးတော့ရေရွတ်နေမိပါတယ်။ဦးလေးကြီးကတော့ပေါင်းမုံစားပြီးလို့ပတ်စံရှင်းမဲ့လို့တော့မောင်မင်းသူကလည်းထံရကနေထပြီးတော့ကောင်တာမှာပတ်စံသွားရှင်းပါတယ်။အဲ့ဒီမှာဆန်ရှင်ကပြုံးပြပြီးတော့မောင်မင်းသူကိုနှုတ်ဆက်ပါတယ်။မောင်မင်းသူကလည်းစကားဆက်မိတော့အကိုကြီးဟိုဘန်ဝိုင်းကဦးလေးကြီးကတော့အတော်စိတ်ကြီးတာပဲနော်။ ဇပွဲတိုးလေးကိုអော်လိုက်တာတနာတောင်တနာတယ်လို့ပြောလိုက်မိပါတယ်။အဲ့ဒီအခါမှာတော့ဆိုင်ရှင်ကတက်ပြင်းတစ်ချက်ချလိုက်ပြီးတော့ညီလေးရဲ့သူ့ကိုအထင်မလွဲပါနဲ့ကွာ။သူကဒီဇိုင်းကိုနေ့တိုင်းလိုလိုလာတယ်။ဒီနေ့သူ့ရဲ့တူဦးတဲ့သောသမီးလေးစေယုံမှဆုံသွားတာတလားပြည့်တဲ့နေ့ကွာ။မောင်မင်းတို့တယောက်ချက်တည်တည်သွားပါတယ်။ဆိုင်ရှင်ကတော့ဆက်ပြောပြပါတယ်။သူမိမကလည်းလွန်ခဲ့တဲ့နှစ်တွေကလေးကမရှိတော့ဘူး။ အခုသမီးလေးပါဆုံးသွားတော့သူတယောက်ထဲကြံခဲ့တာအဲ့ဒီနေကလေးကသူစကားပြောရင်အတန်ကလည်းမာကျောသွားပြီးတော့လူတွေကလည်းဒီလိုပဲဆက်ဆံနေတော့တာပဲသူစိတ်ထဲမှာတော့ဘလောက်တောင်ကြေကွဲနေမလဲဆိုတာကိုချင်းစာမိပါတယ်။ဒါကြောင့်ဆိုင်ကကလေးတွေကိုလည်းသူ့ကိုနားလည်ပေးဖို့အမြဲမှားထားရတယ်။ဆိုင်ရှင်ရဲ့စကားအဆုံးမှာတော့မောင်မင်းသူတယောက်ဘာမှပြန်မပြောနိုင်တော့ပါဘူး။ သူ့ရင်ထဲမှာရှက်စိတ်နဲ့အတူနက်နက်ရှိုင်းရှိုင်းနှောင်ထားရတဲ့ခံစားမှုကြီးကလိုက်ခနဲ့တက်လာခဲ့ပါတယ်သူအထင်သေးစွာနဲ့ကြည့်ခဲ့တဲ့စိတ်ထဲကနေပြစ်တင်ချိန်မောင်းခဲ့တဲ့အဲ့ဒီလူကြီးရဲ့တင်းမာနေတဲ့မျက်နှာနောက်ကွယ်မှာဒီလောက်တောင် ကြီးမားတဲ့ဝမ်းနည်းကြည်ကွဲမှုတွေဖုံးကွယ်နေလိမ့်မယ်လို့သူဘလို့မှထင်မထားမိခဲ့ပါဘူး။သူဦးလေးကြီးကိုပြန်လှည့်ကြည့်လိုက်တော့ပရင်းပေါက်အပြင်ဘက်ကိုငေးကြည့်ရင်းနဲ့မျက်ရည်တစ်စက်တိတ်တိတ်လေးကျနေတာကိုတမ်းမြင်လိုက်ပါတယ်။ အဲ့ဒီမြေခွင်းကတော့မောင်မင်းသူရဲ့နှလုံးသားကိုဆွဲဆုပ်လိုက်တယ်လို့ပါပဲ။ဒီဇလန်လေးကတော့ကျွန်တော်တို့ကို သင်ကန်းစာတစ်ခုကိုပြက်ပြက်တာတာပေးလိုက်ပါတယ်။ကျွန်တော်တို့မြင်နေရတဲ့အပေါ်ယံပုံစံတစ်ခုထဲနဲ့လူတယောက်ရဲ့တံပိုးကိုဘယ်တော့မှမဆုံးဖြတ်လိုက်ပါနဲ့။သူတို့ရဲ့မာထန်တဲ့စကလုံးတွေရဲ့နောက်ွယ်မှာခြေမော့နေတဲ့နှလုံးသားတစ်ခု ရှိနေနိုင်ပါတယ်။ သူတို့ရဲ့စိတ်မရှိတဲ့အပြုမှုတွေရဲ့နောက်ွယ်မှာမပြေရှင်းနိုင်သေးတဲ့ပြဿနာပေါင်းများစွာရှိနေနိုင်ပါတယ်။နောက်တစ်ခါသင်ရှိမှာစိတ်တို့စရာကောင်းတဲ့လူနားလည်ရခက်တဲ့လူတယောက်ယောက်ကိုတွေးမိခဲ့ရင်တော့အလွယ်တကူကောက်ချက်မချလိုက်ခင်မှာသူတို့ရဲ့မျက်နှာဖုံးနောက်ွယ်မှာဘယ်လိုအကြောင်းတရားတွေရှိနေနိုင်မလဲဆိုတာကိုတခဏလောက်ပဲဖြစ်ဖြစ်ရပ်ပြီးတော့စဉ်းစားပေးလိုက်ပါ။စာနာစိတ်ဆိုတာသူတစ်ပါးရဲ့ဖဏတ်ကိုကိုယ်တိုင်ဝင်စည်းကြည့်ရတယ်လို့ပါပဲ။ အဲ့ဒီလိုစာနာစိတ်လေးတစ်ခုထားရှိပြီးလက်ချင်အဖြစ်ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်ကပိုပြီးနှွေးထွေးလာမယ်။ပိုပြီးတော့နားလည်မှုတွေနဲ့ပြည့်နေလာပါလိမ့်မယ်။စာနာစိတ်ဟာဒီကဘာကြီးကိုပုံမလှပစေတဲ့အစွမ်းထည်ဆုံးသော စေတခွက်ပဲဖြစ်ပါတယ်။အဆုံးထိနားစင်ပြီးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။